ချေနှောင်းကတော့အိမ်မက်ပေးတယ်အမျိုးသားကိုရက်နေပြုံမဲ့နေမှာတော့မနက်ပိုင်းနှစ်နာရီလောက်အိမ်မက်မှတ်တယ်ပြန်အိပ်လို့မရတော့ဘူးအဲ့လိုတော့ကပါလဲဆိုတော့ဖလန်တာဖလန်ထယ်လေးအကွက်စိတ်စိတ်ကလေးအဲ့စိတ်စိတ်ကလေးပွထားတယ်ဘောင်းမီကဂျင်းမောင်းမီကိုအပွက်သူဝင်နေကြပုံစံအပွက်ပဲအဲ့ဒီနေပြိုတဲ့နေပဲနေလေလောက်နေလေလောက်မှာ၁၂နာရီလောက်မှာအဲ့ဒီဟာကြီးပြိုကြတာ Inya tencha pe gaye su soma gaye ko go to ba mya tin ja da da mye khan sa nai wo tin ma da ba mya le ma ayan ho sait ko shot ja wa khaw mye nya chain ma le ba phi nga ta nga tami de cha wa la ne ma thwat twa ba phi tu phi ya pa pa shi ya lo pyo kae ma ba pa pa shi ya pa pa shi ya lo pyo kae ma ba so wa တို့လေတက်တက်တက်နဲ့ထွက်သွားရတယ်ဗောနော်နောက်ဆုံးတို့ညောင်းနေတဲ့တို့ထွက်သွားမယ်မသိဖတ်သွားရတာဗောနော်လူတွေကပြောတာမကောင်းတဲ့လူရင်ခေါ်ရဆိုမဟုတ်ဘူးငါလာမှကဲဆိုတို့မကက်မခံစားရအောင်လို့တွားကြအောင်အကုန်လုံးကကိုရတော့ဟို28ရက်နေ့မှာသူ့နောက်ဆုံးမြင်လိုက်ရတော့ဗောနော်28ရက်ကိုပဲကိုကမှန်းပြီးလှုပ်လိုက်တာဗောနော် ဒါတို့ဘေးချိန်မှာအသက်ထွက်သွားတယ်ဆိုတော့ကိုရတော့အတိအကျပြောလို့မရဘူးပေါ့နော်။ဟိုဒါတော့မန်းမန်းနဲ့လောက်ရတာပေါ့။ဟုတ်အကြောင်28ရက်ယူလိုက်တော့တယ်။လာတိုင်း28ရက်အတိုင်းကိုရီးယားမိသားစုတွေကတော့တို့ဒီရအောင်မေးပေါ့နော်အများရန်တော့လုတ်ဖြစ်မယ်လို့တော့စဉ်းစားထားတယ်ပေါ့အဲ့ဒါတော့အမှန်ဆုံးပဲကိုရီဖြစ်တော့ကတော့လေဟိုဘယ်လိုပြောမလဲဖြစ်နေတော့ကတော့ ပြောရမယ်အဲ့သူတို့လွမ်းမို့အချိန်မရှိခဲ့ဘူးလွမ်းလည်းမလွမ်းရဲသေးဘူးဟိုဘယ်လိုပြောမလဲအခုကြတော့လေဟိုအိမ်ပြောင်းတော့ပိုဆိုးတယ်ဘယ်ညာကြည့်ကြည့်သူတို့ရိတ်တယ်ကြီးပဲစိုးစားတယ်ကိုလည်းဖြေရတဲ့ချိန်ညာတော့ငိုတာပေါ့လွမ်းနဲ့ငိုတယ်ပြီးပေါ်စင်းစားငါဘာလုပ်ရအောင်မလဲငါဘာလုပ်ရအောင်မလဲအဲ့ဆိုရင်အခုဆိုရင်တယောက်ျားရဲ့အเจ้าမှလည်းလုပ်ပြီးွားပြီနောက်ဆုံးတက်ခဲ့တဲ့ ကျောင်းမြတ်ရနာဒီပလိုမာအကျောင်းမှာဟိုအကျောင်းမှာသွားပြီးတော့လုပ်ခဲ့တယ်။သမီးကြီးဆိုရင် stream line မှာမနေ့ကသွားလုပ်ခဲ့တယ်။သူတက်ခဲ့တဲ့အတန်းမှာပဲဆီယမားတွေကိုခွင့်တောင်းလိုက်တယ်။တောင်းပြီးတော့လုပ်ခဲ့တယ်။အခု၄ရက်နေအခု၅လပိုင်း၄ရက်နေဆိုသမီးအငယ်လေးဒီနားမှာတက်ခဲ့ Everest မှာသူကထွက်တက်လာတက်ခဲ့တာကိုတက်လာတက်ခဲ့တယ်။သူအရန်ပျော်တဲ့အကျောင်းမှာလဲအဲဆိုတော့အဲအကျောင်းလဲဖောင်တာကိုလဲပေါ်ဖုံးဆက်ပြီးတော့ဆရာကဒီလိုလေးလှုပ်ချင်လို့ပါ။ဆိုတော့ဆရာကလဲ အာရတဲ့ဟွာပေါ့နော်မမေသေးချိန်လောက်ချင်လဲပေါ့ကိုကလည်းအားနာတယ်လေစနေနေ့နေ့ចောင်းပည့်ရဆိုရင်တော့ចောင်းပည့်ရကိုပြောလေ၄ရက်နေ့ဖြစ်သွားတယ်၄ရက်နေ့ဆိုအဲ့၄ရက်နေ့ကိုဒီလိုပဲမနက်၁၀နာရီတရားနာဖုန်းကြီး၅ပါးပြင်မယ်အဲ့လိုအဲပေါ့နော်ဟွာဆုံးမယ်ဆုံးကတ်မယ်နောက်ပြီးသင်္ကန်းကတ်မယ်ဝှထုငွေကတ်မယ်ပေါ့အဲ့လိုပဲတရားနာမယ်ပေါ့အဲတမိတို့အငယ်တော့ပဲကြံတော့တယ်ဟိုဒါကတော့အားလုံးတလားပြည့်တော့လောက်လိုက်တာပေါ့ဒါပြီးရင်တော့ကိုစဉ်းစားတဲ့လောက်ကတော့အကုန်ပြီးွားပြီလို့ထင်တာပေါ့နော်ဒါမဲ့လား ဒါတွေကသူတို့လုံးလုံးဝမဲ့ဟာတော့အကုန်ပြီးပဲဒါပေမဲ့ရင်ထဲမှာတော့သူတို့နေခဲ့ဒီအတော်တွင်းရအမှတ်တရတွေကတော့တသက်လုံးပေါ့အမားနဲ့အတူတူတော့ရှိသွားမှာပေါ့နော်အဲ့လိုပြောရင်တော့လေမရှိခဲ့ဘူးဒါပေမဲ့လေအဲ grey wall မှာဖြစ်နေတော့ချိန်လုံးကတော့အိမ်မက်ပေးတယ်အမျိုးသား၉ရက်နေပြုံမဲ့နေမှာတော့မနေ့ပိုင်းနှစ်နိုင်လောက်အိမ်မက်မှတ်တယ်ပြန်အိတ်လို့မရတော့ဘူးအဲ့လိုသူကဘာလဲဆိုတော့ဖလန်တာဖလန်တယ်လေအကွက်စိတ်စိတ်ကလေးအဲစိတ်စိတ်ကလေးပို့ထားတယ်ဘောင်းမီကဂျင်းမောင်းမီကအကွက်သူဝင်နေကြပုံစံအကွက်ပဲ အဲ့ဒါကိုအသားအနုရောင်လေးနဲ့သူအဲ့လိုမျိုးပေါ့ငါတို့ပြောမယ်ဆိုအာယုံမဲသိရမလားပြန်တက်တယ်လို့မျိုးအဲ့လိုမျိုးပြန်တာအဲ့လိုပြန်တက်သွားတာမှတ်တော့အမေတို့ပြောလိုက်တယ်အဲ့ဒီမနဲ့မေးလို့ဒီနေ့အိမ်မက်ကောင်းတယ်လို့သားနဲ့တွေ့ရတော့မယ်လို့အဲ့လိုပြောလိုက်တယ်ကိုအဲ့လိုပြောရင်ကို6နိုင်လောက်ကိုမှပြင်းနေဆင်းသွားတာအဲ့ဒီနေ့ပြိုတဲ့နေ့ပဲနေ့လယ်လောက်နေ့လယ်လောက်မှာ7နိုင်လောက်မှာအဲ့ဒီဟာကြီးကပြိုကြတာကိုထင်တာတော့သူအဲ့ဒီလောက်မှသူအသက်ထွက်သွားမယ်ကိုထင်တာပဲကိုကိုအထင်ပြောပြရတာနော်ကိုရှင်းရှင်းလင်းလင်းမှတ်တာအိမ်မက်ကဘာမှမမှတ်ဘူးအဲ့ဒါပဲမှတ်တာ သူနောက်ဆုံးညသူတောင်းခံခဲ့မှာပေါ့နော်အဲ့လိုပြီးဘာမှမမှတ်တော့အိမ်မက်ကအဲ့နောက်ဆက်တာလားဘာတော့မသိတော့အဲ့လိုပြန်တော့မဟုတ်နော်ပေါ်တက်တော့ကတော့ခါကြတော့သူတကယ်တော့အိမ်ညာအရှိမမဟုတ်တာအတူလေးတွေ့ရချင်းဓာတ်ပေါ်လေးတွေ့ရချင်းမှာအတူဆိုတော့ဒါပေမဲ့ကိုယ်အိမ်မက်ထဲမှာအဲ့လိုအိမ်ညာအိမ်ညာဖြစ်နေတယ်ဘောင်းမီကတော့သူသူ့ဓာတ်ပေါ်တွေ့ရချင်းဘောင်းမီပဲ အင်းကြီးကတော့ပြောင်းသွားပြီအင်းကြီးကမတွေးတော့မအဲ့လိုပြန်တက်သွားဆိုကိုရဲ့နေမှာအမေအဲ့လိုပြောပြီးဆင်းသွားအမေတို့ဒီနေ့အမေသားနဲ့တမိတွေးရတော့မယ်အိမ်မက်အရန်ကောင်းတယ်ဆိုပြောပြီးဆင်းသွားတာဒါပေမဲ့အဲ့ဒီကပျော်တဲ့နေပေါ့နော်အဲမတင်တာကိုရဲ့နေမှာပျော်ပြီးတော့နောက်၄ရက်ကျော်မှတွေးတာလေ၁၃ရက်ကျော်မှတွေးတာဆိုနောက်၄ရက်ကျော်မှတွေးရဆိုတော့ဘလို့ပဲစဉ်းစားစဉ်းစားဒီ၄ရက်ကျော်ဆိုရက်ဟာဓာတ်ပေါ်တရားတော့အဲ့လောက်တော့ဖြစ်မှာပေါ့သိလားဒါအစိုးရဖြစ်တယ်ဆိုရင်တော့မမှတ်မိတော့ဘူးအကုန်လုံးအကောင်းတိုင်းပဲအကုန်လုံးအကုန်လုံးအင်းကြီးဆိုတဲ့ဒီတိုင်းဟွာပေါ့နော်အကုန်လုံး အဲကလေးရာစာအကုန်လုံးကျမသမီးလေးဆိုရင်ခွဲတဲ့ချိန်မှာအငယ်လေးဆိုပြောင်းဆိုအရစ်ရစ်တွေနဲ့အပြည့်အတိုင်းအကုန်လုံးသမီးကြီးဆိုလည်းသူတို့အိတ်နေတဲ့အတိုင်းလေးပဲကျမနောက်ဆုံးသမီးညီမတို့ဒါညီမတို့သွားဟွာဖြစ်တော့ကတိတကားဆရာတို့သွားယူတော့သမီးအငယ်အကြီးမအောင်မချွတ်နဲ့တော့ဒါဘယ်တော့မှမချွတ်နဲ့တော့လို့ပြောပြီးစွတ်ထားပြန်လက်စွတ်လေးအဲလက်ကောက်လေးနဲ့ကိုကိုလေးနောက်ဆုံးဟိုဟာ great wall ော်ဘီထဲမှာဓာတ်ပုံရိုက်ထားတာအဲ့အိမ်ကြီးနဲ့အဲ့ဘောင်းမီရယ်ဘောင်းမီဆိုတာလည်းအဲ့တော့အရှိသူကမမားဒီဘောင်းမီကနည်းနည်းကျက်တယ်ထွက်ခံနေမှာအေးဟုတ်ပြီလို့ဟိုဟာလေအမအကျင့်တစ်ခုရှိတယ်ခလေးတွေပေးသွားသွားဒီလမ်းထိပ်သွားနေတော့အဝတ်စားကလေကျောပုတ်ကြီးထဲမှာသူတို့ကျောပုတ်ကြီးထဲမှာအအဝတ်စားအနည်းဆုံးနှစ်စုံပါတယ်ဝက်တီရှူးပါတယ်ရေဘူးပါတယ်အဲ့အကျင့်အဲ့လွယ်အိတ်ကိုဆွဲဆွဲပြီးတော့ပေးသွားသွားခလေးထည့်အဲ့ဒါအမြဲတမ်းပါပါတော့ဟိုလက်ကစ်တွေပါကွာတိမ်းပြီးသွားပြီဆိုတော့ဒီနေ့ချက်ကောက်လို့မှာဆိုတော့လက်ကစ်တွေပါတိမ်းပြီးသွားပြီဆိုတော့ ကျောပွဲထဲဟာကိုဆွဲထုတ်ပြီးတော့ပြစ်ပေးလိုက်ရတယ်သူကဒါဝုတ်ပေးလိုက်ပေါ့နော်ကလေးကိုဆိုပြီးတော့ပြစ်ထားခဲ့လိုက်တာအဲ့ဘောင်းကြီးနဲ့အဲ့အင်းကြီးအဲ့အင်းကြီးအဲ့အင်းကြီးဆိုလဲဒီတိုင်းလေးပဲပြောချင်တာကအစဓာတ်ပေါ်ကြီးလေးလောင်းထွက်တုံးကားတာကိုအင်းမထွက်ခဲ့နေရဆိုရင်အခုစားမပါတော့အတက်ရှူကျဲလို့တို့အကုန်ချွတ်ထားပြီးတို့အကုန်လုံးဟွာနဲ့ပတ်ရတာဗာလဲတို့ဟိုတယ်ရရှိအဲ့ရခင်းနဲ့ပတ်ရတာညီမလေးယောက်စလို့ထုတ်ပြချင်အကုန်ကြည့်တာဒါပေမဲ့ကိုသမီးညာအကုန်လုံးအဝတ်စားအကုန် ညီမဝတ်ထားပေးတဲ့အင်္ကျီတိုင်းပဲအမဝတ်ထားပေးအင်္ကျီတိုင်းနဲ့ပုံတော့ပြောချင်တာသူတို့တက်ရှူချုံချောင်လေးမှာတနေရာမှာရှိခဲ့တယ်သိလားကိုက3ရက်မြောက်မှာထွက်တဲ့ဟာကိုရီးယား73ရက်ကျော်မှာထွက်တဲ့ဟာအနေထားချင်းအများကြီးกว่าတယ်အဲ့ဆိုနေရတဲ့နေရာလဲกว่าလို့ကိုကိုတော်တော်များများထင်ကြတာအမြင်အခံစားနိုင်ဦးထင်မှာဒါပေမဲ့လေမအရန်ကိုစိတ်ကိုရှော့ချပါအောင်မြင်တဲ့ချိန်မှလေး ။ဘာဖြစ်ငါသားငါသမီးတွေကြောက်ရလားနဲ့မထွက်သွားအောင်။ဘာဖြစ်သူ့ဖေကပပရှိရလို့ပြောခဲ့မှာပဲ။ပပရှိရပပရှိရလို့ပြောခဲ့မှာ။အဲဆိုတော့တို့လေတတတတနဲ့ထွက်သွားရတယ်ဗောနော်။နောက်ဆုံးတို့ညောင်းရင်းနဲ့တို့ထွက်သွားမယ်မသိဖတ်သွားရတာဗောနော်။အဲ့လိုဆိုတော့ကိုယောက်ျားလည်းသူ့ဘက်ကသူတောင်းဝင်ခြင်း။ကိုလည်းကိုကျန်နေသေးရဲ့အတွက် ကိုနောက်မဲ့လုံးတာဝန်ရမဟုတ်လုံးတင်တဲ့အလုပ်အကုန်လုံးအားကြောင့်မို့လုံးနေတယ်ပေါ့နော်အားကြောင့်စဉ်းစားတယ်ငါဘာလို့ဖို့ကြံနေလဲငါဘာလို့ဖို့ကြံနေလဲတွေးတယ်တွေးရချိန်ပါအခုဖြစ်ဖြစ်ချင်းလိုက်လုံးနေတာပေါ့ဒါလည်းဒီဘက်ကကြံနေတဲ့အခုသူ့ရဲ့အခွားတွေအတော်တွေအဖိုးတွေအကုန်လုံးဟိုဒီဒီလိုဖြစ်အောင်အကုန်လုံးကသူ့ရဲ့ supporting နဲ့ပါတယ်အကုန်လုံးဒီမှာတော့ကံကံချင်းတော့တောင်းခံထားရတာပေါ့နော် ကိုလဲလို့မရကိုလဲတို့တို့ကိုစိတ်ညစ်သွားမယ်အဲ့တော့ဘာဖြစ်လဲကိုကတောင်းခံပြီးကိုလို့ဆရာကြီးဆက်လုပ်တယ်တို့ကတော့ကို supporting ပေးတယ်ဒီလိုနဲ့တို့တစ်ခုပြီးတစ်ခုလူဖြစ်နေတာပေါ့နော်အလူတန်းတွေတစ်ခုတစ်ခုမပြတ်အောင်လုပ်ပေးလုပ်ပေးနိုင်တာပေါ့အဲ့တော့ဒါနောက်ဆုံးမှတော့ဘာပဲဖြစ်တရားတော်နဲ့ကြည့်မယ်ဆိုရင်ဒီချိန်ညရတော့သွားရမှာကြီးပဲဟိုကျမ်းမာရေမကောင်းလို့ပြုစုပြီးသွားရတာနဲ့ရုတ်တရက်ကြီးသွားရတာတော့အခြေအနေကအများကြီးကွာတယ်ပေါ့ တယောက်ချင်းသွားတာနဲ့အပြုံလိုက်သွားတာလည်းအများကြီးกว่าကျိုးစားမှာပေါ့ကိုလက်ခံလိုက်တယ်ငါလည်းတနေ့သွားမယ်ငါမသွားလိုက်ရအတွက်ငါဘာလုပ်ရမလဲငါလုံးတင်တာတွေဘာရှိသေးလဲအဲ့လိုစဉ်းစားလဲချိန်မှာသူတို့အေဂျင့်သွားတဲ့အတွက်သူတို့အေဂျင့်ပြီးငါအေဂျင့်မို့ကျန်တယ်အဲ့တော့ငါအေဂျင့်မို့ငါဘာလုပ်ရမလဲအဲ့တော့အခု အခု၄ရက်နေကြရင်တမိငယ်လေးကြောင်းမှလို့ပြောထားတယ်၅ရက်နေကိုဒီလားရှင်ဝင်မယ်ပေါ့အစတော့တရားစခန်းဝင်ဖို့ထိပဲကွာစိတ်ထဲမှာအဓိဋ္ဌာန်ထားတာကလားပဲဒါမှစဉ်းစားလိုက်တယ်ဒီလားရှင်လည်းငါဝစ်ချင်တာကြာပြီအမျိုးသားနဲ့တိုင်ပင်တော့ရတော့ကွာမလုပ်ခဲ့ရဘူးလေခုချိန်မှာကိုကြည့်လိုက်ဘယ်သူမှမရှိတော့ဘူးပြီးတော့ခုချိန်မှာကအခုချိန်မှာကမနဲ့ပြန်ပါဖြစ်မယ်ဆိုမပြောနိုင်တဲ့အချိန်ကြီးအကုန်လုံးကဟိုလုံးလုံးညုံရှိနေလဲဖြစ်သွားတာပဲအကုန်လုံးကဆိုတော့ ရှိတဲ့အချိန်ကိုကိုအားဆက်ပြီးလုပ်ရမှာလေဟိုရင်တော့ဆိုရင်ကွာနောက်မှလုပ်မယ်နောက်မှလုပ်မယ်ဆိုအငြင်းနဲ့တွေးခဲ့အရာတိုင်းကိုဟိုငါနောက်ကြတာလုပ်မှာငါနောက်မှလုပ်မယ်အခုကနောက်မှလုပ်လို့မရတော့နောက်မှဆိုတာဘယ်မှာမရှိတော့ဘူးအဲဆိုတော့အခုလက်ရှိမှာလုပ်ဖို့အဲဆိုတော့ကိုတို့တို့ကိစ္စတွေပြီးွားရင်တို့အေဂျင့်သွားပြီဆိုရင်မှတ်တရားစကမ်းဝင်မယ်ဒီလားရှင်ဝင်မယ်တလားတလားပြေးလာပြီးပြန်လာရင်ကိုလုံးဆရာရှိအလုပ်တွေလုပ်ရမှာကိုအလူလောက်ချင်ရင်ပတ်စံရှာရမှာ ဲ့တော့ဘာဖြစ်လဲအလုပ်လုပ်ရမလဲလုပ်လုပ်ပြီးကိုလူတိုင်းတိုင်းလုပ်မယ်ကိုသွားကျင်တဲ့အရာကမှန်တာအဆန်နဲ့ခင်းရတာဆိုတော့အရင်လုပ်လုပ်ဖို့လည်းပြန်စဉ်းစားရမယ်ပေါ့နော်ကိုကိုတူထောင်ပြီးွားကိုအေးချမ်းသွားပြီဆိုလို့ရှိရင်ပြောတာပဲသူကတော့မထင်တာတော့ရောက်သွားပြီလို့ထင်တာပဲအကြောင်းလဲဆိုတော့ဘာအိမ်မမပေးဘူးလေခလေးဆိုတာလည်းဘာဖြစ်ဖြစ်အရန်ဖြူစင်တယ်သူတို့သူတို့အုံနောက်ထမှာဘာမှမရှိဘူးသူတို့စားမယ်အိတ်မယ်ကစားမယ်ဒါပဲရှိခဲ့ခလေးဆိုတော့ ကိုလှုပ်ပေးတဲ့ကုတို့လည်းထပ်တူရမယ်လို့ထင်တယ်ဒီထက်ကောင်းတဲ့ဘဝကိုလည်းတို့ရောက်မှာထင်တယ်အဲဟိုအင်္ဂလိပ်ဆိုလည်းမားလို့ဆိုရင်ဒါမားတို့မိသားစုဘေးပဲတော်တော်မသမီးရဲ့အကြောင်းတွေအမျိုးသားအကြောင်းတွားသူ့ဆိုမှအမြဲတမ်းထဲ့တယ်မားတို့မိသားစုကဒါမားတို့လှုပ်ပေးတော်တော်မားတို့အရန်လှုပ်ပေးရလို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့တို့မစီမှာခုန်နာခဲ့တဲ့အတွက်မားတို့လက်လွတ်စပယ်မလုပ်ခဲ့ဘူးသူကတို့သူ့ဆိုရင်မားဆိုရင်နောက်ဆုံးမှပြောခဲ့ပါတယ်ဒီထက်ကောင်းတဲ့နေရာကိုတော့ နင်းလိုလိုက်မဲ့သူစီကိုတွားနင်းစိတ်တိုင်းကြလှုပ်ပေးမဲ့သူစီကိုတွားနင်းဝှစ်ချွတ်သွားတာသူဆိုလဲအရန်တော်တယ်ဖျားတရားလုပ်တဲ့ကလေးပဲလူတွေကပြောတာမကောင်းတဲ့လူအရင်ခေါ်တယ်ဆိုတော့မဟုတ်ဘူးနောင်လာမကဲဆိုသူတို့မကဲမခံစားရအောင်လို့တွားကြတာအကုန်လုံးကမတော်အဲ့လိုပဲခံယူမတော်လာမကက်တွေကိုမတော်ရင်ဆိုင်ရအောင်မရင်ဆိုင်မှုတွေလည်းပြင်ဆင်ရအောင်မယ်